ဒီ yes အပေါ်ထားတဲ့အသင်းရဲ့စိတ်ထားနဲ့လေပါဘူးနောက်ဆုံးရသတင်းလို့များအလုံးမဲမင်္ဂလာပါရှင် sport ဘာကနေပြန်လဲကြိုဆိုလိုက်ပါတယ်လီဗာပူးသင်းရဲ့ဘဲတောင်မန်တိုက်စစ်ကစားသမားဖြစ်တဲ့ DS နဲ့ပတ်သက်ပြီးတော့အသင်းဘက်ကရှင်းလင်းတဲ့သဘောထားတွေကိုပြသထားပါဗျ။ ။ဒီရက်စာဘေတောင်မန်အပြင်လိုအပ်လို့ရှိရင်အထောင်တိုက်ဆက်နေရမှာလေ။ဝင်ရောက်ကစားပေးနိုင်တယ်လို့သူရဲ့စ조사အားထုတ်မှုတွေကအသင်းအပေါ်ကောင်းကျိုးတွေတက်ရောက်စေပါတယ်။ဒီရက်စနဲ့ပတ်သက်ပြီးတော့လီဗာပူးအသင်းကဇွန်လအစပိုင်းကဘာစီလိုနာအသင်းရဲ့ချဉ်းကပ်မှုကိုညှခဲ့ပြီးမြက်လေ။အပြောင်းအရွှေ့စကားပြောဖို့ပယ်ချခဲ့တယ်လို့သိရပါတယ်။ဘာစီလိုနာကဈေးကောင်းပေးနိုင်မှာမဟုတ်တာကိုသိနေတယ်လို့ချန်ပီယံဖြစ်ရေးကြိုးပမ်းနေတဲ့အချိန်မှာ DS ကအရေးပါခဲ့တာကြောင့်ပါ။ 2029ခုနှစ်အထိစာချုပ်ရှိထားတဲ့တိုက်စစ်သမား DS အတွက်မနစ်ကຫນွေတုံးကတော့ Man City ကနေချိတ်ဆက်မှုတွေရခဲ့သေးပြီးတော့အဲ့ဒီအချိန်တုန်းကလည်း Liverpool ဘက်ကပယ်ချခဲ့ပါသေးတယ်။ DS ကိုပေါ်ချောင်ကောင်းစီနဲ့လုံးဝရောင်းမှာမဟုတ်ပါဘူး။အသက်28နှစ်အရွယ်တိုက်စစ်သမားအတွက် Manchester United အသင်းကောင်းဆောင် Fernando လူမျိုး Sorry ဘက်ကကမ်းလှမ်းနဲ့တန်းတရာဝင်းကျင်ကမ်းလှမ်းမှုမျိုးရရှိမှာပဲ။ Liverpool ဘက်ကလက်ခံစကားပြောသွားမှာဖြစ်တယ်လို့ဒီ Athletic ကနေဖော်ပြထားပါတယ်။ Liverpool အသင်းဟာ DS ကိုစာချုပ်တစ်ချုပ်ဖို့အစီအစဉ်မရှိပါဘူး။ ဒီနှစ်တွေထဲမှာကောင်းမွန်တဲ့ကံလမ်းမှုမရခဲ့ရင်2029ခုနှစ်နှွေမှာပဲအသက်30ရောက်နေမယ် DS ကိုအလွတ်နဲ့ပဲထွက်ခွာခွင့်ပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်ပြီးတော့လည်းလီဗာပူးအသင်းဟာဘိုးနောက်ခံလူအိဗရာဟီမာကိုနာတေးကိုစာချုပ်သစ်ပေးဖို့ဆွေးနွေးမှုတွေပြုလုပ်နေပြီးတော့အဆင်မပြေလို့ရှိရင်တော့ဒီဇွေးကွက်မှာပဲရောင်းချသွားပဲရှိနေပါတယ်။အသက်26နှစ်အရွယ်ပြင်သစ်ဘိုးခံစင်မှုကလီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်ဝန်းကျင်မြောက်ကျန်တော့တာဖြစ်ပြီးတော့စာချုပ်သစ်အတွက်တိကျတဲ့ဆုံးဖြတ်ချက်မရှိသေးပါဘူး။ ကိုရာတေးကိုခေါ်ယူဖို့အတွက်လည်း PSG နဲ့ Real Madrid တို့ကစိတ်ဝင်စားနေတာလို့လည်းသိရပါတယ်။အဲ့ဒီအပြင်လေဗာပူးသင်းရဲ့လူငယ်တိုက်ဆက်အားတန်ကွင်းလယ်ကစားသမား Harvey Elliott ဟာ Nottingham Forest အသင်းရဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့သိရပါတယ်။ကစားသမားအနေနဲ့ကအခုလာမယ့်ရာသီမှာပုံမှန်ပွဲထွက်ခွင့်အတွက်ဆုံးဖြတ်သွားမှာဖြစ်ပေမဲ့လည်းအခုချိန်ထိတော့အသင်းရွေးချယ်ခြင်းမရှိသေးပါဘူး။လေဗာပူးကလည်းပွဲထွက်ကစားခွင့်ပေးဖို့အဆင်သင့်ဖြစ်မနေသေးတဲ့အခါမှာ Harvey နဲ့အသင်းသားလမ်းခွဲကဒီရာသီဈေးကွက်မှာနေဖြစ်လာနိုင်ခြေရှိနေပါတယ်။ နောက်ထပ်ပြီးတော့ AC Milan အသင်းကလီဗာပူးအသင်းရဲ့တိုက်စစ်မှုဒါဝင်နူညက်စ်ကိုခေါ်ယူနိုင်ဖို့အတွက်ချိန်ဆမှုတချို့ကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါဝင်ကိုခေါ်ယူဖို့အတွက် Sporting Club တွေကလည်းစိတ်ဝင်စားနေပြီးတော့ Spain Club Atletico အနေနဲ့ကတော့ Liverpool အလိုရှိနေတဲ့ပြောင်းရွှေ့ကြီးတန်း90ဝန်းကျင်အထိပေးချေသွားဖို့တော့ဆန္ဒမရှိပါဘူး။ဒါဝင်အနေနဲ့လည်းဥရောပအသင်းတွေမှာပဲဆက်ပြီးတော့ကစားနေကြတာကြောင့်မလို့ဘာတွေဖြစ်လာအောင်လဲဆိုတာကတော့စောင့်ကြည့်ရအောင်ပါ။ခြေစွမ်းနေကြတဲ့ကစားသမားဖြစ်လို့တင့်တင့်ကောင်းမွန်တဲ့အသင်းတစ်ခုရှာဖွေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ အဲ့ဒီအပြင်ဒီဈေးကွက်အတွင်းမှာပဲလီဗာပူးအသင်းရဲ့အခန်းစီကစားသမားဖြစ်တဲ့ကော့စတက်ဆီမီကတ်စ်ဟာအသင်းကနေထွက်ခွာပွဲရှိနေပြီးတော့သူ့ကိုခေါ်ယူဖို့ဘူဗာဟန်ဒန်သိတဲ့နော်တင်ဟမ်ဖောရက်စ်အသင်းတို့ကစိတ်ဝင်စားနေတယ်လို့သိရပါတယ်လီဗာပူးအနေနဲ့ကမီလော့စ်ကာကက်စ်ကိုခေါ်ယူရေးကအဆင်ပြေချောမွေ့ခဲ့ပြီဆိုလို့ရှိရင်တော့ဆီမီကတ်စ်ကိုရောင်းချဖို့အတွက်အခွင့်အရေးပိုကောင်းတော့မှာပဲဖြစ်ပါတယ်ရှင်။